အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော် Vivo ကနေ challenge ခေါ်ထားတဲ့24နာရီအတွင်း V50 Lite ကို battery ဘယ်လောက်ကောင်သုံးနိုင်မလဲဆိုတော့ challenge လေးလုပ်ဖို့ရောက်နေတာပေါ့နော်ဆိုတော့အခုပြည်သက်ကြီးတွေးကြမယ်အတိုင်းကျွန်တော်ရဲ့ battery ကတရားရခိုင်နှုန်းအပြည့်မှာရှိရပါတော့အခုကျွန်တော်အချိန်ကအော်ဓမ္မတော့ကျွန်တော် wifi မချိတ်ထားလို့9နာရီ17ဖြစ်နေရကျွန်တော်ရဲ့အချိန်ကလည်းဒီမှာဘယ်လောက်လဲဆိုတော့6နာရီ အဲ16လောက်တော့ရှိပါတော့เนาะ6နှစ်16လောက်မှရှိတယ်။ဆိုတော့6နှစ်16ကိုကျွန်တော်နောက်နေ့မနက်6နှစ်16ကြာရင်ဘာတွေဘလောက်ကြံမလဲ။အဲအဲ့ကြံတဲ့ percentage ကိုကိုမမမအောင်မှန်ပေးနိုင်တဲ့သူကဖုန်းမေးတပေါင်းစီကန်ထူးမှဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီနေ့ဒီဖုန်းကိုဘက်ထရီကောင်အောင်ဘယ်လိုဆမ်းမလဲဆိုရင်တော့ဂိမ်းတွေဆော့ပြမယ်အစားပြကျွန်တော်ဒီဖုန်းကြီးရဲ့ကင်မရာကအဲ့လိုဗီဒီယို recording ယူမယ်အဲတင်လာဖိုတိုတွေရိုက်မယ်ဆိုရင်ဘက်ထရီဒိန်းတာကဒီဂိမ်းစော်တာထက်ပိုမြန်နေဆိုတော့အခုကျွန်တော် recording ယူနေတဲ့ device ကလည်းကျွန်တော် တစ်ချက်ပြန်ရိုက်ပြပေးမယ်ပေါ့နော်အခုဒီမှာကျွန်တော်ကို recording ယူနေတဲ့ device ကလည်းဒါ Vivo V50 လိုက်ပဲဗျအဲအဲ့တော့ကျွန်တော်တို့ဒီဖုန်းနှလုံးလုံးကနေပြီးတော့ recording နေယူပြီးတော့ဟို battery ဘယ်လောက်ကျန်မလဲဆိုတော့စမ်းမယ်ဗျဆိုတော့အတီယူမဲ့ဖုန်းကကြတော့အခုကျွန်တော်ကို recording ယူနေတဲ့ဖုန်းပေါ့နော်ဒီဖုန်းကိုလည်းကျွန်တော်တစ်ချက်ရိုက်ပြပေးမယ်သူ့ရဲ့ battery percentage လေးကိုလည်းအခုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဖုန်း R100 အပြည့်ကိုတွေ့ရမှာဖြစ်ပါတယ်โอเคအဲ့တော့ ဒီ device ပေါ့เนาะကျွန်တော်အခုအတီယူမှာပြိတ်သက်ကြီးတွေခက်မှန်းမှာကအခုကျွန်တော် recording ယူမဲ့ဟောဒီက device ကအားဘလောက် jam လဲဆိုတာကိုခက်မှန်းမှာဖြစ်ပါတယ်ကျွန်တော်နောက်နေ့မနက်6:00ကျော်ကျင်ပြန်တွေ့ပါဒါကတော့ကြီးမြင့်နိုင် Canada Land ဆိုတော့နည်းနည်းလေးတော့စူရယ်ဗျာသွားကုန်ကားတွေအားဒီမှာအဆက်မပြတ်သွားနေတာဆိုတော့လေကျွန်တော်တို့ကို Vivo ကဒါဟို camping ပေါ့เนาะ camping trip လေးတစ်ခု live ပို့ပေးတယ်ဘယ်လိုလဲဆိုတော့ My Dream Garden လို့ပြောရယ်ဗျာကျွန်တော်လည်းတစ်ခါမှတော့မရောက်ဘူးပေါ့เนาะဆိုတော့ရောက်မှာပဲအဲ့ဒါလည်းကျွန်တော် ဘလော့ထဲမှာဟိုဘလို့နေသားရှိလဲဆိုတာမြင်ရမှာပါဒါကတော့ကျွန်တော်ကောင်းပါလေးပါတူတော့ဒီပါ V V50 light တစ်လုံးပေးထားပြီးတော့အဲဓာတ်ပုံတွေရိုက်ခိုင်းထားရပါနော် selfie တွေဘာတွေအဲ့လိုမျိုးအဲအာမိုက်တယ်ကဲကဲသွားမယ်လာဟိုင် Hi, morning ma. Lâu rồi mình là. Morning ma. Morning ma. Oh. Morning ma. Sorry. Chà <coughs> là. Phải gì? Dạ. Ồ. Anh giờ là gì? Bữa sáng là chả là bị gì đâu. Cá bò dầu bả. đi. 请大家多就到窗内瓦石就带过咯，嘛，窗内瓦石就带伊一千瓦，就到不条石之类啊，哈，你阿谂的，第二样侬唔知咩嘢，侬话只三毛米就得过咯，窗内石石楼就阿矮啦，啊，接住啊。คู่เราอยู่ปะมุกเดือดไล่เวรเนี่ยคู่เยอะเว้ยเอาถึงไป ဟုတ်ပြီတော့ပါအာကျေးဇူးပါခုကျွန်တော်တို့ migrant garden ကိုရောက်ဖို့တော့နီးနေပြီပေါ့နော်ကျွန်တော်အခုတော့ migrant garden နဲ့ရောက်ပါပြီဘာရှိပါစနေကကြတော့69ဖြစ်သွားပြီပေါ့နော်9နာရီနဲ့10မိနစ်မှာ69ရခိုင်နှုန်းတော့ဖြစ်သွားပါပြီမနက်6နာရီ18ကြာရိုက်လာဆိုတော့ဒီလောက်ဖြစ်လာတယ်ကြိုင်းတော့မထူးစားဘူးပေါ့နော် ိုရောင်းရအောင်အဲ့နေပါလေဒါ family room နေတယ်နော်တကယ်ချင်းနေဘယ်နှယောက်တော့အေးလို့ရမှာမသိဘူး Vivo V50 လိုက်မှာတုံးထားတယ်6500 Bluetooth battery ကအခုလိုဖုန်းပပလေးထဲမှာဝင်ဆက်မှုအတွက်သူတို့တော်တော်လေးအထောက်ထားတယ်လို့ပြောတယ်ဒါဖုန်းရဲ့အထူက7.79 mm ဖြစ်တဲ့အပြင်အရင်က9000ပါတဲ့ဖုန်းတွေထက်1500လောက်ပိုများလာတော့ဖုန်းကပပလေးနဲ့အရင်ကထက်ပိုပြီးတော့အားခံလာတယ် သူ့ဖြတ်ပုံမြင့်တဲ့ V50 နဲ့ level 2တဲ့ဒါ 90W fast charging ကိုပါထည့်ပေးထားတယ်ပြီးရင် battery ကိုလည်း9နဲ့အထိကောင်းကောင်းအသုံးခံနိုင်မယ်လို့အာမခံထားတယ်မရေကန်ကတော်တော်နှောက်တယ်နော်အမှန်တော့ရေကန်ကတော့နည်းနည်းရှင်းတယ်ဘက်ထရီခံတဲ့အပြင်နောက်ထပ်ပါတဲ့ခူးဖီချာတစ်ခုကဘာလဲဆိုတော့ဒါ reverse charging ပေါ့နော်ဒီဖုန်းကိုအခြားသောဖုန်းတွေ၊နာယီတွေ၊နှက်ချက်တွေကိုအားသွင်းဖို့ ပါဝါဘန့်အနေနဲ့ပါသုံးလို့ရသေးတယ်ဗျာအယောင်တွေအနေနဲ့က Titanium 9ရယ် Fantasy Purple ရယ် Phantom Black ဆိုပြီးတော့အယောင်၃မျိုးနဲ့လာမယ် Vivo ရဲ့ Color Choice ကတော့တကယ်ကိုအပြစ်ပြောစရာမရှိပါဘူးဖုန်းကပါတယ်ပေါ့တယ်ပြီးရင်ဘောင်တွေကလည်း Google Pixel 9a ထက်ဆိုင်အများကြီးပိုသေးလို့ပိုပြီးတော့လည်းကြည်ကောင်းတယ်ဒါ HBM မှာ1300 nits နဲ့ peak brightness က1800အထိရမယ် ် SCR 5 star drop resistant နဲ့ဒါ military grade certification တွေကတော့ထုံးစံတိုင်းပါမယ်ပေါ့ဗျာဆိုတော့အကြမ်းလက်ခံတယ် IP65 ပါတဲ့အတွက်ရေစုံရေစိမ်လည်းခံတဲ့လောက်ခံတယ် V50 light မှာ50 megapixel main camera ကို Sony ရဲ့ IMX882 ကိုတုံးမိထားတာဖြစ်တဲ့အတွက်ပုံထွက် quality ကတော့ဒါ V50 နဲ့စရင်အရန်ကြီးကွာခြားနေစရာအကြောင်းတော့မရှိဘူးရိုက်မယ်မိုးလေးတပ်ပုံရိုက် ဲခုတော့ကျွန်တော်ထမင်းစားဖို့ပေါ့နော်ထမင်းစားဆောင်သွားနေရဖြစ်ပါတယ်။ကဲမင်းနဲ့လမ်းပါရှင်ရွေးကြနေပါလေကတော့ကိုပေါ့ရှင်ရွေးအဖြူနဲ့ကိုပေါ့လက်ဖက်ချောက်ထည့်ပြီးတောက်ရတဲ့စနစ်ပေါ့နော်။ ထမင်းစားပြီးတော့ရေကူးကန်ကိုသွားကြည့်မှာဖြစ်ပါတယ် စောနာကျွန်တော်တို့ရိုက်ကူးရေးတွေလုပ်တယ်ပြီးတော့ကျွန်တော်တို့ဂိမ်းနဲ့ပွဲဆော့ပြရတယ်ဗောနော်ဒါတော့၃ပွဲမြောက်ဆော့တာဟိုလူတွေနဲ့တော့မဟုတ်ဘူးကွန်ပျူတာကြီးနဲ့ပဲအဲခု7/24မှာ83%တော့ဖြစ်သွားပြီဗောနော်ဒါမနက်ကဗီဒီယိုတွေတောက်လျှောက်ရိုက်တာရေကျွန်တော်ထင်ပါတယ်ဟိုဘာလို့တော့ရှိမယ်ဗျာကျွန်တော်အနည်းဆုံးမရှိဘူးနှစ်နာရီလောက်တော့ဒါဗီဒီယို recording ရှိရပြီးပါဂိမ်းနဲ့ပွဲနဲ့အခုဒါ၃ပွဲမြောက်ဗောနော်ဒီချိန်မှာတော့83ရာခိုင်နှုန်းတော့ဂျန်နေသေးတယ် 他杀不出去。你得帮我点啊！哎，来拍你奶奶啥？好。老板。我在拉皮的，我在拉呀，我在拉。 တော့အခုဒီကမ်းဘေးကနေပြန်တော့မှာပေါ့နော်ဗီဒီယိုတွေဂိမ်းတွေတနေ့ကုန်ဆော့လာတာအခုကျွန်တော်ဆက်ပြပြမယ်9:23ပေါ့နော်9:23မှာကျွန်တော်ဘက်ထရီပတ်စင်တွေက65ကျန်နေသေးတယ်အဲတေချာမမြအောင်ဆိုရင်ကျွန်တော်ပြပြမယ်စတင်ထဲမှာဝင်ပြလိုက်ပါတယ်ဘက်ထရီပေါ့နော်အိုးနောက်နေ့မနက်7နာရီ45အထိခံမယ်ဒါတော့ estimate တိုင်းတွက်ပေးတာပါเนาะ estimate တိုင်းကတော့မနက်7နာရီ45 ဒီတိုင်းဆက်သုံးမယ်ဆိုရင်7.45အထိခံမယ်ဆိုရယ် estimate တန်းဆက်ပေးတာအဲကျွန်တော်ဒီချက်ပြတယ်နော်ကျွန်တော်ကမှ65ရာခိုင်နှုန်းသူကမနက်7.45အထိကိုသုံးလို့ရမယ်ဆိုရယ် estimate တန်းရပါတယ်ဗောနော်ကျွန်တော်သုံးထားတဲ့ screen time ဆိုရင်နောက်ဆုံးအသွင်းပြီးတော့သုံးခဲ့တဲ့ screen time က11 hour နဲ့53 minute ရှိတယ်ကျွန်တော်ခု on high ဆိုခင်တက3နာရီနဲ့မိနစ်40ရှိတယ်။အဲဒီမှာမှာကင်မရာက3နာရီနဲ့မိနစ်40၊မိုဘိုင်းလေကျန်52မိနစ်ပြင် YouTube တက်တော့ပေါ့နော်။ ဆိုတော့မနက်6:00နာရီဗျာကျွန်တော်တို့တကယ် daily ရွေးကမနက်6:00နာရီ18ကနေပြီးတော့အခု9:24အထိ3:00 65ရာခိုင်လုံးဆိုတော့7:00နာရီတော့မပြည့်သေးဘူး6:18ကြာမှာဒီည6:18ကြာမှာ7:00နာရီပြည့်မှာဆိုတော့7:00နာရီပြည့်တဲ့ချိန်ကြာရင်ဘယ်လောက်ကြာမလဲဆိုတော့ချက်ကြည့်ရမယ်နော်90ရာခိုင်လုံးတော့မရောက်သေးတာဖြစ်တာကျွန်တော်ကမ်းမင်းကနေပြီးတော့အခုပဲအိမ်ကိုပြန်ရောက်ဘူးနော်ဆိုတော့ကျွန်တော်တို့ပြန်ရောက်တဲ့အချိန်မှာအခု ျွန်တော်ရဲ့နိုင်ရီမှာရှိ7နိုင်25ပေါ့เนาะအဲ့ချိန်မှာဘက်ထရီက60ရာခိုင်နှုန်းတော့ဖြစ်သွားပြီကျွန်တော်တို့24နိုင်ပြည့်ဖို့တော့လိုပါသေးတယ်ကျွန်တော် V50 Lite unboxing video တုန်းက24နိုင်ချဲလန့်ခေါ်ထားတာကိုမမှီလားတော့မသိဘူးဗျဘက်ထရီပါစန်နဲ့မန်အောင်ခံမနိုင်တဲ့သူတွေကိုဖုန်းပေတယောက်တထောင်းပေးမယ်ဆိုတဲ့ဟာပေါ့နော်။โอเคအဲ့တော့ကျွန်တော်ခုစမ်းထားတဲ့ဒါ test result လေးရဲ့အဖြေကိုကြည့်လိုက်ရအောင်။ကျွန်တော်မနေ့က challenge ခေါ်လာတဲ့အတိုင်းအခုတော့ ဒီ challenge အပြူတီးဖို့အချိန်ကတ်နေပြီပေါ့နော်6နာရီ18တော့ဖြစ်နေပြီဗျအခုမနက်ထားစားဖို့အောက်ကိုရောက်နေကျွန်တော်စပင်လေးပါပြီးတော့တီးခံပြီပေါ့နော်ဒါအိမ်ကနေပဲဒီတိုင်းမျက်နှာလေးပါငါတက်ပြီးဖုတ်ဖတ်ခါဆင်းလာဆိုတော့ဆိုတော့6နာရီ18ဆိုတော့18ရောက်တဲ့အချိန်ကဟိုဟာပါစန်တဲ့ကိုအတီးယူမယ်ပေါ့နော်ဟိုကတော့18ဆိုတော့အတီးတော့မဖြစ်သေးဘူး10မိနစ်လိုရဆိုတော့ကဲခဏတော့ဆောင်းပါအော်ဟုတ်ပြီ6နာရီနဲ့18ဖြစ်သွားပြီဗျညာလားမသိဘူး 6.18ဖြစ်သွားပြီဘက်ထရီကလက်ရှိမှာ57ရာခိုင်နှုန်းပေါ့နော်ဆိုတော့57ရာခိုင်နှုန်းလို့မှတ်တဲ့သူတွေဖြစ်မှန်ပါတယ်အခု vlog ထဲကပြထားတဲ့အတိုင်းပဲ24နာရီတိတိပြည့်တဲ့အချိန်မှာကျွန်တော်ရဲ့ဘက်ထရီက57ကျန်တယ်ဗျာဆိုတော့ပြောရရင်50%တဝက်တောင်မကျသွားဘူးကျွန်တော်သုံးတဲ့ usage ကပြောရရင်လုံးဝ heavy usage ပါ အဲ့ဒါပို့ပြီးတော့ H1N နေနဲ့ဒါစမ်းကျင်နေဆိုရင်လည်းရတယ်ပေါ့နော်ဟိုဗီဒီယို recording ကိုအကြာကြီးဖွင့်ပြီးတော့ battery မကုန်ကုန်အောင် drain ပြရတာတို့အဲ့အဲ့ဒါမျိုးတော့ကျွန်တော်မလုပ်တော့ဘူးဒါကတော့ daily life နဲ့တိတ်ပြီးတော့ဟိုမအပ်ဆက်ဘူးလို့ထင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်သုံးတဲ့ usage အနေနဲ့ကတော့အချိန်6နာရီလောက်တော့ stand by အနေနဲ့ဘယ် battery ကုန်တယ်လို့တတ်မှတ်လို့ရတယ်ကျန်တဲ့16နာရီကတော့တကယ်လို့ heavy usage ပါဒီဖုန်းနဲ့ပတ်သက်ပြီးတော့မချက်ပေးရမယ်ဆိုရင်တော့တစ်ခုပဲပေးစရာရှိတယ်တော်တော်ကြီးကိုခံတဲ့ battery ပါလို့ okay အဲ့တော့မအောင်ခံမှန်းသွားနိုင်တဲ့အကိုရီညီမတွေညီလေးတွေညီမလေးတွေအားလုံးကိုလည်း congratulation ပါ